အားလုံးမင်္ဂလာပါညီကိုညီကောင်းချမ်းမချမ်းသာကြပါစေဒီနေ့မှာ preview တော့ပြန်မပွဲစဉ်နေတော့ FIFA Club World Cup 16တွင်ရှုံးထွက် PSG နဲ့ Inter Miami နောက်ထပ်တစ်ပွဲကတော့ Flamengo နဲ့ Bayern Munich တို့ရဲ့ပွဲစဉ်တွေဖြစ်ပါလေဒါ PSG နဲ့ Inter Miami တို့ပွဲစဉ်ကတော့ည7:00နာရီကမယ်ဘောနမြန်မာစံတော်ချိန်7:00နာရီခွဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကြီးကတော့ခပ်ပြင်းပြင်းမှာပဲ PSG ရဲ့တင်းရနှလုံးတည်ရင်နဲ့ဂိုးပေါင်းကြီးလေးလုံး60နာရီ ဗီယက်စီအတင်းဆော့ထားတဲ့၃ခုကိုကြည့်မှဆိုရင်အက်တလီတီကိုမက်ဒရစ်ကိုဖိုးစီးနဲ့နိုင်တယ်။ဘိုတာဖိုကို1စီးနဲ့ရှုံးတယ်။ဆီယက်တယ်ကို2စီးနဲ့နိုင်ထားတာပေါ့နော်။နောက်ဆုံးနှစ်ပွဲဆက်ခြေရှုံးထားတယ်။နှစ်ပွဲနိုင်တစ်ပွဲရှုံးထားတာတွေ့ရတယ်ပေါ့ဗျာ။အပေးကူကတော့တကူတည်းရှိတယ်ပေါ့နော်။ရကို6ခုရှိပါတယ်။အချင်းနဲ့အက်တလီတီကိုမက်ဒရစ်ကိုပွဲဆက်မှာကြီးလိုက်မှဆိုရင်ဒါသူတို့ရဲ့ပုံမှန်ထွက်နေကြလိုင်းနဲ့အတိုင်းမှာထွက်လာတယ်ပေါ့နော်။နောက်တန်းမှာ ပါချိုရှိမယ်ပေမန်တက်ရှိမယ်မကွင်ဟိုနာကီမီရှိမယ်ဗောနခွင်းလမ်းမှာဗတ်တညာဂျောင်းနာဘက်စ်နဲ့ဖာဗီယိုရူဝစ်ပေါ့ဗျာတိုက်ဆက်မှာတော့ဒါဂွန်ချာလိုရာမို့စ်နဲ့ဒွေရဲ့ကွာရစတီယာဗောနဒါသူရဲ့ပုံမှန်ကစားကွက်ဖြစ်ပါတယ်ပုံမှန်လူစင်းဖြစ်တယ်ဗောနဒါဘူတာဖိုကွနဲ့ပွဲမှာဆိုရင်တချို့အပြောင်းလဲလှုပ်ထားတယ်ဗောနဒီပွဲသင်မှာတော့ကျွန်တော်တချို့တွေကလှုပ်ပွဲလှုပ်တယ်လို့တောင်ထင်ရအောင်ဗောနတော်တော်လေးညံ့တယ်ဘူသမားအစားဗောန ဒါဒီပွဲမှာဆိုရင်အကောင်းဆုံးဆွတ်သွားတာဆိုလို့ရှိရင် quarter skill ရရှိမယ်ဗတ်တညာရှိမယ်ပေါ့နော်ဒါတဲ့အချက်လက်တွေပါကျွန်တော်ပြောပြတာပါပြီးလို့ရှိရင်ကျွန်တော်ဂျောင်းနာဗက်စ်ကတော့ဒါ56မိနစ်မှာဝင်လာတယ်ပေါ့နော်ပြီးရင်ပြီးရင်ကျွန်တော်ဒါကိုရီးယားကစားသမားလီရှိမယ်ပေါ့နော်ဒီလီဝင်လာတယ်ဒီကောင်နေမဆိုးပါဘူးဆွတ်သွားတာပေါ့နော်ဒီကစားသမားအပြောင်းလဲလောက်ထားတဲ့ချိန်တိတ်ဆိတ်မပြေပါဘူးစီယက်တန်နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကစားသမားကိုလုံးဝအပြောင်းလဲမလုပ်ဘူးထောင်းဆော့နေကြတိုင်းပြန်ဆော့တာတွေ့ရတယ်ပေါ့နော် တန်နုနမန္တစနပွားထက်တဲ့မကွင်ညိုဟာကီမီယာဒီပွဲမှာမန္တတိုင်းမက်ချရပါတာပေါ့နော်တွေးရဲ့တတိုက်စစ်မှန်းနဲ့အပြောင်းလဲလုပ်ထားပါလေမေယူးလူကိုထုတ်ထားတယ်ပေါ့နော်တိုက်စစ်မှန်းအမှန်ဆိုရင်တော့ကွန်ချာလိုရာမို့စ်ကိုထုတ်ရမယ်ပေါ့နော်ကွန်ချာလိုရာမို့စ်ကိုနားထားတယ်ပါရစ်ကလေးရတော့ထုံးစံတိုင်းမှာခြေလွမ်းပြတယ်ပေါ့ဗျာဒါအင်တာမိုင်ယာမီမှာခြေလိုက်မယ်ဆိုရင်အင်တာမိုင်ယာမီဆော့ထားတဲ့၃ပွဲဆိုရင် LLEO ZZ ခြေအောင်တယ် Porto 2-1နဲ့နိုင်တယ်ခြေအောင်တယ်ပြီး Palmeiras ကို2-2ဆော့တယ်ဒီဘွယ်လည်းခြေအောင်တယ်သူတို့ခြေအောင်တာ၃ဘွယ်သက်ရှိပါတယ်ပေါ့ဗျာ Inter Miami ကိုကြည့်ရမှာဆိုရင် Inter Miami က El Elio ZZ ဆော့တယ်ဒီဘွယ်မှာသူတို့ခြေရှုံးတယ်ပြီးတော့ Porto 2-1နဲ့နိုင်တယ်ခြေအောင်တယ် Palmeiras ကို2-2ဆော့တယ်ခြေအောင်ထားတယ်ပြီးရသူတို့ဆော့ထားတဲ့၃ဘွယ်ကိုကြည့်လိုက်မှာဆိုရင် Yago က၄ခုရှိမယ်ပေးခုက၃ခုရှိတယ်ခံစက်မှာနည်းနည်းလေးဒါ PNG ဒီဇိုင်းနဲ့ခံစိတ်ကနည်းနည်းညံ့မယ်လို့ကျွန်တော်တွေးမိတယ်ပေါ့နော်။ဒါပေမဲ့ Inter Miami မှာဆိုလို့ရှိရင်တော့အဓိကသူတို့ရဲ့ main ကတော့ Messi နဲ့ Suarez ။ဒါ LL နဲ့ပွဲမှာဆိုရင် Messi ကဒါ8.1ပေါ့နော်။အဓိက Inter Miami မှာဂိုးသမားပေါ့နော်။ Ustani ဆိုတော့ဂိုးသမားပေါ့နော်။ဒီဂိုးသမား Argentina 38နှစ်အရွယ်ရှိတဲ့ဂိုးသမားဒီဂိုးသမားတော်တော်လေးကောင်းတယ်။ပွဲတိုင်းလိုပဲခြေစွမ်းပြတယ်။ Less one ပြတယ်ပေါ့ဗျာ။ အင်တာမိုင်ယာမီမှာမင်းရဂိုးသမားစက္ကန်မက်ဆီတတိယလူးဆွာရက်ပြီးနောက်တာမှာဖယ်ကွန်ဆိုတဲ့ကစားသမားရှိရပါတော့ဒီကစားသမားတော်တော်လေးကောင်းတာတွေ့ရတယ်နောက်တန်းအထိုင်မှာပေါ့နော်ပေါ်တိုနဲ့ပွဲစဉ်မှာခြိလိုက်ပါအောင်ပေါ်တိုပေါ်တိုနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်မက်ဆီရမက်နောက်တာမက်ကြရသွားတယ်ပေါ့နော်ဖရီကစ်ဂိုးသွင်းတယ်တနောက်တာမှာဆိုရင်ဖယ်ကွန်ခြေသွမ်းပြမယ်ကွင်းလမ်းမှာဆိုဘက်စကွတ်ရဲ့စာဂူဘာရဲ့ပေါ့နော်ဒီကစားသမားရဲ့ခြေသွမ်းပြတာတွေ့ရတယ်ပေါ့နော် ဒီအရှိမရှိတဲ့ dice နှစ်ခုပေါ့နော် message ဆိုတာကမဆိုးပါဘူးနော်ပွဲတိုင်းလို့လို့အလုပ်ဖြစ်နေအတွေ့ရတယ်ပေါ့နော် mirror snap ပွဲစဉ်မှာလည်းကြည့်ကြည့်လိုက်ပေါ့နော်ဒီပွဲမှာလည်း messi ဒါ7.5နဲ့ luis suarez ကဒါအကောင်းဆုံး man of the match ရသွားတယ်ပွဲစဉ်မှာပဲဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါ queen လိုက်မှာလည်းအပြောင်းလဲတွေလှုပ်ထားတာမျိုးတွေ့ရတယ်ပေါ့နော်ဒါနောက်တမ်းမှဆိုရင်ပုံမှန်ပဲပေါ့နော် Falcon ကအကောင်းဆုံးကစားသမားပါပဲနောက်တမ်းထိုင်မှာပေါ့နော် ဒီဟာကျွန်တော်ဘောနဒါဒါလည်းအချက်လက်တွေဖြစ်တယ်ဘောနညီကိုတို့သိစေချင်လို့ပြောပြတာဖြစ်ပါမယ်ဒီနှစ်သိန်းရလည်းဘာအချက်လက်မှလည်းမရှိပါဘူးမရင်တော့လည်းထတူရတေးလည်းဘာမှရှိပါဘူး PSG ရဲ့အသင်းကတော့ Champion League ရဲ့ Champion လည်းဖြစ်တယ်တကယ်တမ်းစော့မယ်ဆိုလို့ရှိရင်သူပွဲလမ်းလို့သူနိုင်ပါတယ်ဗျာဒါမှချီအောင်မအောင်ပဲကျွန်တော်တို့တစ်ချက်ကြီးဆက်ရမယ်ဘောနအခု body ကြီးရလည်းတော်တော်လေးပြင်းပါတယ်ဘောနတဝိုင်းစတူအော့စ်ကိုပေးထားတာဆိုလို့ရှိရင် PSG ရဲ့အသင်း22ပြားပေးထားတယ်ဗျာ ပေကို9ဆနဲ့မိုင်ယာမီအနိုင်ကို17ဆပေးထားဒီပွဲစဉ်မှာဘလူပဲနေနေပါဒါကျွန်တော်ရဲ့အကြိုက်ကတော့ PSG အတင်ဖြစ်တယ်ပြီးရင်ဂူပေါင်းအောက်ကိုဖြစ်ပါတယ် PSG အတင်က၃ပွဲမှာ၃ဂိုးပဲပြင်ရတယ်ဆိုတော့ဒီခံတဲ့က Inter Miami ဂိုးတင်မှုမလွယ်လောက်ဘူးလို့ထင်တယ်ဒါပေမဲ့ Messi ဆိုတာတော့မော်ဆရာပေါ့ဗျာသူက free kick နဲ့လည်းဝင်သွားနိုင်တယ်ပေါ့နော်ဒါမှကျွန်တော်တွတ်ထားတာတော့ PSG 2-0 3-0ပေါ့ဗျာဒီလောက်ပဲတွတ်ထားပါတယ် ထွက်ပွဲစဉ်တစ်ပွဲကတော့ဖလာမင်ဂိုနဲ့ဘိုင်ယန်မင်းနဲ့ကျွတ်ရဲပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါည3နာရီဆိုလို့ရှိရင်မြန်မာစံတော်ချိန်9နာရီခွဲကမှဒီပွဲမှာဖွင့်ထားတဲ့ဘော်ဒီကြီးကတော့ဘိုင်ယန်မင်းနဲ့ကတလုံး39ကိုပေါင်းကြီးက3လုံး40စားဆိုမှဖွင့်ထားတာတွေ့ရတယ်ဖလာမင်ဂိုဆော့ထားတဲ့3ပွဲကိုကြည့်လိုက်မယ်ဆိုရင် Esperance Cruzi ကြည့်အောင်လက် Chelsea 31ကြည့်အောင်လက် Los Angeles 11ဆော့တယ်ဒီ Los Angeles နဲ့ပွဲမှာတော့ ူတို့တွေကအရန်နေအများပြထည့်ထားတာပေါ့နော်ကစားသမားအပြောင်းလဲတော်တော်လေးလှုပ်ထားတာပေါ့နော်ဒီမှာဆို Everton လို့ Danny လို့ Quinn ဒီအဖြစ်မှာထားထားတယ်ပေါ့နော် Sandro လို့ပေါ့နော် Quinn မှာဆို Alan လို့ Arujo လို့ဒီလိုကစားသမားတွေအပြောင်းလဲလှုပ်ထားတယ်တိုက်စစ်မှာဆိုလို့ရှိရင်ကစားသမားတွေအနာပေးထားတာတွေ့ရတာပေါ့နော်အချဲစီနဲ့ပွဲမှာဆိုရင်ဒါဒါတို့ရအဓိက main line up ပဲဗျာဒါပေးချာလေးကြည့်ကြည့်လိုက်ပေါ့နော် Pelta ကိုပွဲထုတ်တယ်ဒီကျွန်တော်တို့ဒါ ဖလာမင်ဂိုမှာဆိုအဓိကတော့တောင်မှာမှာဆိုအာရိုဂျိုပေါ့နော်ပင်ကောဆန်ဒီကစားသမားတွေအကောင်တော့ကွင်းလမ်းမှာဂျော်ဂျီနျူရှိမယ်ရေတင်းအကောင်ဆုံးပေါ့နော်ဘူဇမာရော့စီလည်းတော်တော်လေးကောင်းတယ်ပြီးရင်ဝစ်လီဒန်နီလိုဖရဲရာလူကတ်စ်ဒီအားတော့သူရဲ့ main အဓိက main ကစားသမားတွေပေါ့နော်ကျွန်တော်ဒါအစ်ပရနက်ပွဲစဉ်မှာဆိုလည်းအခုတော့ဂရီထားနေမှာထင်တယ်ဒီ line up နဲ့ပဲထွက်လာတာပေါ့နော်အော်တက်စ်ဖရဲရာလူကတ်စ်ဖရဲလာပေါ့နော်ဒီမှာဖရဲလာနဲ့ပွဲထွက်တဲ့ဝစ်လီနဲ့မထွက်ဘူးကွင်းလမ်းမှာပေါ့နော် ်ဒါဂျော်ဂျီညိုပေါ့နော်အပွဲစင်မှာဆိုရင်အာရူဂျိုကတော်တော်လေးကောင်းတယ်ပေါ့နော်နောက်ထပ်တယောက်ဒါဥရုဂီယကစားသမားတယောက်ရှိရပေါ့နော်ဒါကျွန်တော်ပြောချက်အာရာကာစတာဆိုတဲ့ကစားသမားပေါ့နော်အာဒီအစ်ပရနက်ပွဲစင်မှာဆိုရင်ပက်ဒရိုနဲ့ပက်ဒရိုနဲ့တိုက်စစ်ထွက်လာတာတွေ့ရတာပေါ့နော်ဒါဒီ၃ပွဲကိုကြည့်လိုက်မှဆိုလို့ရှိရင်နှစ်ပွဲကြည့်အောင်နဲ့တစ်ပွဲကြည့်ပြည့်တယ်ရှုံးမမရှိဘူးနှစ်ပွဲနိုင်တစ်ပွဲကျွန်တော်တည်ဆော့ထားတယ်ရကို6ကိုပြီးကို9ကိုရှိတယ်ပေါ့နော်ဖလာမင်ကိုအတင်း ဘိုင်ယန်မြူနစ်ကိုကြီးလိုက်မှာဆိုရင်တော့အော့ကလန်စီးတီးဆိုတာတော့ဘာမှစင်ထက်စရာမလိုပါဘူးနော်ဒါကျွန်တော်ဘိုကာဂျူနီယာ2-1နဲ့ကြီးရှုံးတယ်မန်ဖီကာ1-0နဲ့ရှုံးတယ်ကြီးရှုံးတယ်ဘိုင်ယန်မြူနစ်မှာဆိုရင်တဲ့အကောင့်လုံးကစားသမားကိုကြီးလိုက်မှာဆိုရင်ကိုသမားနူဟာရှိမယ်အိုလီစေးရှိမယ်ပြီးတော့ဆော့ခရပွဲမှာဆိုရင်ဘိုကာဂျူနီယာနဲ့ပွဲမှာကြီးကြီးပါနော်တန်နူဟာဆိုရင်6.9အကောင့်လုံးပါနော်ပြီးရင် ိုးလ်မန်ရဲ့ဂီမစ်ရဲ့အိုလီဆေးရဲ့ဟာရီကိန်းရဲ့ဒီကစားသမားတွေအကောင်းဆုံးပါပဲ။ဘိုင်ယန်မြို့နစ်မှာပေါ့နော်။ဒါဗန်ဘီကာကိုရှုံးရတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့အရန်နဲ့ထွက်လာတဲ့အကောင်းဆုံးပေါ့နော်။ဒါတော့မစမူလာတို့ဆန်နေတို့ဒါရောင်းပြီးသားကစားသမားပေါ့နော်။ဖတ်ပြီးသားကစားသမားကိုလက်မှာဆိုပါလင်ညာပေါ့နော်။ပင်ပါလိုဗစ်ကစားသမားတွေထွက်လာတယ်ပေါ့နော်။ဒီပွဲမှာရှုံးသွားတယ်ပေါ့နော်။ဒုတိယဘိုင်ရောက်တော့ဒါ ဟိုလီဆေးတို့ကီမစ်တို့ကိန်းတို့ထဲပါလားဒီကစားသမားတွေအကုန်လုံးခြေသွမ်းပြသွားပါတယ်ကီမစ်ကအကောင်းဆုံးပါပဲဘောနောဘိုင်ရမှာဆိုရင်ကီမစ်အိုလီဆေးဂျိုနာတန်ဒါပြီးရင်ဟာရီကိန်းဘောနောဒီကစားသမားတွေအဓိကမင်းပါပဲဒီကောင်တွေပဲတတိထားမှာအကောင်းဆုံးရင်းတင်ရှိတဲ့ကစားသမားတွေဖြစ်တဲ့ဒီဒီနဲ့တဲ့ဟက်ပီဝဲရှိလာလို့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ဒီချိန်တစ်ခါမှလည်းမတွေ့ထားဘူးဘောနော the ones to us ကိုကြည့်လိုက်မယ်ဆိုရင် buy in အနိုင်ကို65ဗျာတရေကို၄ဆန်နဲ့ flaming ကိုအနိုင်ကို9ဆန်ပဲပြထားတယ် buy in အနိုင်ကို65ဗျာပြီးမှ flaming ကိုအနိုင်ကို9ဆန်ပဲပြထားတာနည်းတယ်ဒါ buy in ပြက်ပြက်သားသားနိုင်ဖို့ဆိုတော့လွယ်မယ်လို့ကျွန်တော်မထင်သေးဘူးနော်ဒီပွဲကဒီပွဲစမှာကျွန်တော် reach ပြရမဆိုရင်ကျွန်တော် flaming ကို body ကြိုက်တယ်ဗျာကျွန်တော် flaming ကို body ကိုကျွန်တော်တော်တော်လေးကြိုက်တယ် ကျွန်တော်တေချာလေးလေ့လာထားပါဘောနော်။တောင်းမိုင်းကိုကြည့်မယ်ဆိုရင်တော့ဂိုးပေါင်းဒီပွဲစဉ်မှာဘောနော်၃လုံးလည်းရောက်ချင်ရောက်သွားနိုင်တယ်။ဒါပေမဲ့ဖလာမင်ဂိုကအတက်ကင်လန်းဆော့နိုင်တယ်လို့ခံစစ်လည်းဆော့နိုင်တယ်ဘောနော်။ကျွန်တော်ဒီပွဲစဉ်မှာဖလာမင်ဂိုဘော်ဒီကြိုက်တယ်ပြင်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်။ဒီနေ့ကျွန်တော်ဂိုးပေါင်းအောက်နှစ်ခုလုံးရေးထားတာနော်။ PSG ရဲ့ဂိုးပေါင်းအောက်ဖလာမင်ဂိုဂိုးပေါင်းအောက်ပေါ့နော်။ဒီကိုတော့အလုံးစင်ပြကြပါစေ။ချမ်းသာချမ်းသာကြပါစေဘောနော်။ကိုလုံးဘော်ရဲ့လက်ပေါက်ကြပါစေဗျာ။အားလုံးချစ်ကြည့်တင်ပါတယ်။